ခေတ်တီလီဗီရှင်းချန်နယ်မှသတင်းများကိုတင်ဆက်ပေးပါရမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရေစကြိုတွင်စစ်တပ်အင်အားတရာနီးပါးနှင့်တော်လန်ရေးတပ်များထိတွေ့မှုဖြင့်စစ်တပ်ဘက်မှအရာရှိအပါအဝင်28ဦးသေပြီးအယောက်30ကျော်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရင်မကွေးတိုင်းပကုတ်ကူခရိုင်ရေစချိုမြို့နယ်မှာပြည်သူစစ်ရွာကထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ရာအရာရှိအပါဝင်စစ်ကောင်စီတပ်သား28ယောက်သေဆုံးပြီးအယောက်30နီးပါးထိခိုက်ဒဏ်ရာရခဲ့ကြောင်း Southern YSO PDF တာဝန်ခံအောင်မောင် ောင်းကပြောပါရယ် မေလ9ရက်နေ့မနက်အစောပိုင်းကရေစကြိုမြို့နယ်စင်ချောင်းပြည်သူစစ်ကြေးရွာကနေစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်သားတွေနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေစမ်းတစ်ကြေးရွာမြောက်ဘက်တနေရာမှာတိတိတိုက်ပွဲတနားကြီးကြော်ကြာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ရေစကြိုမြို့အခြေဆိုင်ခလာရ256 259 258တပ်ကအကြမ်းဖက်စစ်သားတွေဟာအရဲသား9ယောက်ကိုလူသားတိုင်းလုဖမ်းဆီးရင်အင်အားတရာနီးပါးနဲ့စစ်ကြောင်းထိုးလာတာဖြစ်ပြီး Southern YSO PDF ရဲ့နတ်မီကြောင်စစ်စင်ရေးအဖြစ် Southern Local တပ်ပေါင်းစုနဲ့ BNRA တပ် က်ဖွဲ့ဝင်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီကင်း၆ဒရုန်းတပ်စီ DJI အမျိုးအစားကိုတော်လရေးတက်ဖွဲ့ဝင်တွေကပစ်ချနိုင်ခဲ့တယ်လို့တိုက်ပွဲကိုအသာစီးရယူပြီးပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းတာဝန်ခံအောင်မောင်းကပြောပါတယ်။ ခွေးတီအောင်တကယ်တိုက်တော့တီတာများတာပေါ့ Facebook ပေါ်တင်ရုံလောက်တာမဟုတ်ပါဘူးကျွန်တော်တို့ကတော်လန်ရေးကိုတော်လန်ရေးနဲ့တူအောင်လုပ်ပါတယ်မိဘပြည်သူတွေကိုလည်းပြောချင်တယ်ကိုထောက်ပို့တဲ့အဖွဲ့ဟာတိုက်ပွဲအပေါ်တကယ်စိတ်နှိမ့်လောက်ရလားဆိုတာကိုခွဲခြားစေချင်တယ်ကျွန်တော်တို့ဒီအကောင်းဆုံးစူးစမ်းနေပါတယ်အလုပ်လုပ်နေပါတယ်လို့ Southern YSO PDF တာဝန်ရှိသူအောင်မောင်းကပြောပါတယ် တိုက်ပွဲအပြီးအထိနာသွားတဲ့စစ်ကောင်စီကရေစကြိုမျိုးနဲ့တဲတော်ကြီးရွာကိုပါရာမော်တာနှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်အရဲသားတယောက်သေဆုံးခဲ့ရသေးတယ်လို့လည်းသိရပါတယ်။ ဒီတိုက်ခိုက်မှုကိုစောက်တန်းလိုကဲတပ်ပေါင်းစုဖြစ်တဲ့ Southern YSOPDF, Yizajo Revolution Group YRG, တောင်းညီနောင်ပြည်သူအာမန် PDF, King Cobra, တောင်းစစ်တွေနဲ့ BNRA တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးစစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုရန်ကာကွယ်နိုင်ရေးမြိုင်မြို့နယ်တွင်ရေစကြိုမြို့နယ်ရှိစာတင်ကျောင်းများယာယီပိတ်သိမ်းကျောင်းချိန်ညားတဲ့ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုရန်မှကာကွယ်နိုင်ရန်မကွေးတိုင်းမြိုင်မြို့နယ်အတွင်းရှိစာတင်ကျောင်းများအလုံးကိုယာယီပိတ်သိမ်း ုက်ပြီးဖြစ်ကြောင်းညမျိုးနဲ့ပညာရေးဘုတ်အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ယနေ့မေလ23ရက်နေ့မှစ၍ညမျိုးနဲ့အတွင်ရှိကျောင်းသားကျောင်းသူများဆရာဆရာမများအလုံးစစ်ကောင်စီ၏လေးကျောင်းတိုက်ခိုက်မှုမှာယာယီရှောင်ရှားနိုင်ရန်အတွက်ညမျိုးနဲ့ပညာရေးဘုတ်အဖွဲ့၏မြေပြင်ကျောင်းများအလုံးကိုယာယီပိတ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ လေချောင်းအနေရဲကိုအချိန်အတိုင်းတာတစ်ခုအထိရှောင်ရှားနိုင်ဖို့ပိတ်လိုက်တာပါဒီနေ့ကစာပြီးပိတ်လိုက်ပါပြီဘယ်နှစ်ပြန်ဖွင့်မယ်ကတော့မရှိသေးပါဘူးပြည်သူတွေအနေနဲ့အသက်ထက်အရေးကြီးတာမရှိဘူးမို့ရာနှုန်းပြင်မဟုတ်တော့လေရှာနှုံများစွာအနေရကင်းဖို့အတွက်အသက်ကိုညံဆောင်ဆိုသလိုလုံကြုံရေးကိုအထူးကယူဆိုင်ကြဖို့လူစုလူဝေးတွေမလုပ်ကြဖို့ဘုံခုတ်ခြင်းကရုတ်ခြင်းတွေတူးထားကြဖို့အကြံပြုတိုက်တွန်းခြင်းမရဲဟုမြန်မြို့နယ်ပညာရေးဘုတ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ် ရှမန်နီမေလ12ရက်နေ့နက်9:35မိနစ်ကစကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုထိန်ကွင်းကြီးရွာကိုစစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုကြောင့်ဆရာမ2ဦး၊ကျောင်းသားကျောင်းသူ20ဦးပွဲချင်းပြီးတေဆုံးပြီး50ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒို့ဒို့ဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများစွာအသက်ဆုံးရှုံးရသောတရင်ကိုဝန်းနေစွာဖြင့်အတိပေးအပ်ပါကြောင်းမြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ကထုတ်ပြန်ကြားပါရင်အလာတူစစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုအန္တရာယ်ကိုယာယီရှောင်ရှားကာကွယ်ရန်အတွက်ရေစကြိုမြို့နယ်အတွင်းရှိပြည်သူအခြေပြုမြေပြင်ကျောင်းများအလုံးယာ ားရေးပိတ်သိမ်းလိုက်ကြောင်းစတင်ကြားရနေရအားလုံးလေချောင်းရံကောက်ွက်ရေးအစီအစဉ်များပြည့်စုံမှုရှိမရှိလေချောင်းရံနှင့်လက်နက်ကြီးရံကောက်ွက်ရေးအလေးအကျင့်အလေးထားများကောင်းစွာလေ့ကျင့်နိုင်ခဲ့ခြင်းရှိမရှိစစ်စစ်ပြီးဘေးကင်းလုံခြုံစိတ်ချရသောတင်ယူမှုဝင်ကျင်ရှိသည့်ကျောင်းများကိုသာပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်းရေးစကြိုမြို့နယ်ပညာရေးဘုတ်အဖွဲ့ကတရားဝင်ကြေညာချက်ထုတ်ပြန်ပါသည်။ ဆက်လက်ပြီးစောင်းပါတို့စာတင်တဲ့ကျမတို့ဘာအဖြစ်ရှိသလဲနေသိမ့်မပွင့်တဲ့မေလာဇန်ရဲ့နေ့လည်ခင်းတစ်ခုမှကောင်းကင်ပြပြအောက်ကကျောင်းဆောင်လေးတစ်ခုနာလေးပြေဟာခက်ဖြေးဖြေးလေးတိုက်နေတယ်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေလို့တကြီးကြီးအော်မီတန်နေတဲ့ငှက်ကလေးတွေရဲ့အတန်တွေထွက်ပေါ်နေတယ်တမန်အချိန်ဆိုရင်တော့ជីနူးစရာကောင်းနိုင်ပေမဲ့ဖွာလန်ကျဲနေတဲ့ကျောင်းဆောင်လေးနဲ့ကျောင်းရှိအလန်တိုင်းနာစုပုံထားတဲ့ပိုင်ရှင်မဲ့လွယ်အိတ်လေးတွေကတော့မြင်သူတိုင်းရင်နှစ်သွားစေခဲ့တယ် အဲ့ဒီမြင်ကွင်းကတော့မနေ့ကမေ12ရက်နေ့မနက်7:00နာရီလောက်မှာသခိုင်းတိုင်းရွှေဘိုခရိုင်တီပဲရင်မြို့နယ်အိုထိန်ကွင်းကြီးရွာကစာတင်ကျောင်းလေးကိုကလေးတွေစာတင်နေတဲ့အချိန်ကျောင်းပေါ်တက်တဲ့လေကျောင်းတိုက်ခိုက်ခဲ့ပြီးနောက်တွေ့မြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ပိုင်ရှင်မဲ့လွယ်အိတ်လေးတွေဟာအလုံး20ကျော်ပါတယ်။လွယ်အိတ်လေးတွေအပြင်သွေးစွန်းနေတဲ့ကလေးအင်းကြီးတွေလည်းတွေ့ရတယ်။စစ်ကောင်စီရဲ့လေကျောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်20နဲ့ဆီယမနှအူကျောင်းကနေမှပဲတည်ဆုံခဲ့ရပါတယ်။ကြပြင်ကလေးတွေအပါအဝင်40ခန့်အရေးပေါ်စေကူတာမှုခံယူနေတယ်လို့ဒေတာရင်းစစ် ရှောင်ကူညီနေသူများကပြောပါရယ်။စာတင်ကြောင်းတဲ့တဲ့ပေါ်ကြတာတအိမ်တဲကကလေးနှစ်ယောက်ဆုံးရှုံးသွားသူတွေရှိတယ်လို့ဒေသခံတအူကပြောပါရယ်။ကြောင်ရှိကအလန်တိုင်းမှာအလန်ကိုတိုင်တဝက်လွှင့်ထူဖို့ပြင်နေတယ်။ကွယ်လွန်သွားခဲ့တဲ့ចောင်းသားចောင်းသူတွေနဲ့ဆ iam မတွေအတွက်ဝန်နေချင်းအထိမ့်မဲ့အဖြစ်အလန်ကိုတိုင်တဝက်လွှင့်ထူတာပါလို့အဆိုပါចောင်းကိုလေးចောင်းတိုက်ခိုက်ခံရပြီးနောက်ရောက်ရှိနေတယ်။ကလေးမျိုးထက်တန်းចောင်းအစိုးရနီးပညာမှ CDM ဆ iam မတော်ရည်ဒီအောင်ကစွန့်နေစွာပြောပါရယ်။ ဒေါ်ရက်ဒီအောင်ဟာကျောင်းထဲကအခြေအနေတွေကိုလည်းရုတ်တံရိုက်ပြီးမှတ်တမ်းတင်ပါတယ်။ကြောက်တင်ပုံပေါ်ကတင်လက်ဆာစာကြောင်းတစ်ကြောင်းကိုကိုစားတယုတ်ပြဖတ်ပြရင်အဲ့လိုတင်နေတော့မှာပဲအပေါ်ကနေဘုံကြလာတယ်။စာတင်တဲ့ကျမတို့မှာဘာအပြစ်ရှိလဲလို့ဆီယာမကမေကွန်ထုတ်တယ်။ ကျလာတဲ့ပုံစံတစ်ဆင့်ဟာစာသင်ခန်းကျောင်းကျမ်းပြင်အင်္ဂလိပ်ကိုပါပေါက်ထွက်သွားခဲ့တာကိုဆီယာမကလက်ညှိုးထိုးပြတယ်။ဟိုဘက်မှာသွေးကွက်အပေါ်ကိုလည်းကြည့်လိုက်အောင်လို့ဆီယာမကပြောတယ်။ကင်မရာအပေါ်ထောင်လိုက်တော့အเจ้าအမှုကိုမတွေ့ရတော့ပဲကောင်းကင်ကြီးကိုသာမြင်လိုက်ရတယ်။အကုန်လုံးစုပ်ပြတ်သက်သွားတယ်လို့ဆီယာမကပြောတယ်။သွေးစွန်းနေတဲ့ကွန်မဘူးလေးတဘူးနဲ့သွေးကွက်တွေကိုလည်းတွေ့ရတယ်။နိုင်ရန်ပေါ်မှာသွေးစီးကျောင်းတစ်ကျောင်းကိုလည်းမြင်ရတယ်။ဒီနောက်မှာကလေးလေးတစ်ယောက်ကတရင်တရိုင်နဲ့သွားခဲ့တယ်လို့နိုင်ရန်ပေါ်ကသွေးစီးကျောင်းကိုပြရင်ဆီယာမကပြောပြတယ်။သွေးစီး ောင်းရဲ့တစ်ဖက်မှာတော့နယံကြီးဟာအပေါက်ကြီးတစ်ခု ဖြစ်သွားတာတွေ့ရတယ်။ဘေးအခန်းကစာတင်ခန်းကလည်းပိုဆိုးပါတယ်။အမိုးတွေအကုန်ပွင့်ထွက်သွားပြီးသွမိုးတွေဟာဖွာလန်ကျဲကမြေပြင်ကိုထိုးဆင်းမဲ့တယောင်ပြနေတယ်။ထန်းလက်မိုးထယံကအချားအဆောင်မှလည်းထန်းလက်မိုးထယံကအချားတဆောင်မှလည်းထန်းလက်တွေထယံတွေပွင့်ထွက်သွားခဲ့တယ်။စာတင်ကုန်အောက်မှာသွေးကွက်တွေကမဲခဲနေတယ်။ဒီနေရာမှာမျက်နှာမောင်ဆိုတဲ့ကလေးထိုင်ခဲ့တာလို့ဆီယမကပြောတယ်။အဲ့ဒီကလေးဟာ grade 9ကျောင်းသားဖြစ်ပြီးရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့်ကွဲလွန်သွားခဲ့ရပါတယ်။ ။တခြားចောင်းဆောင်နေရာတွေမှာလည်းကလေးငယ်လေးတွေရဲ့လက်တန်းလေးတွေ၊စပင်းကြီးတွေတွေ့ရပါတယ်။ကွယ်လွန်သူတွေများတာကြောင့်တဦးချင်းမမြုံနိုင်တော့ပဲ၅ဦး၃ဦး၂ဦးစုပြီးမြုံနှံထားတာကိုတွေ့ရပါတယ်။ ်ဆီယမ်မတော်ရည်တီအောင်ဟာမြေငလင်ကြောင့်ထိခိုက်သူတွေကိုကူညီအားပေးဖို့မုံရမြုပ်ကိုရောက်ရှိနေတဲ့အချိန်စာတင်ကျောင်းလေးကျောင်းတိုက်ခိုက်တဲ့တရင်ကြောင့်အဲ့ဒီနေရာကိုရောက်ရှိလာခဲ့တာပါလူမဆန်တဲ့မြင်ကွင်းစိတ်ထိခိုက်စရာမြင်ကွင်းရက်ဆက်ကြမ်းကြုံမှုစစ်ကောင်စီရဲ့ရာဇဝတ်မှုကျူးလွန်မှုကိုလူမျိုးတုံးတပ်ပြတ်မှုတပ်တေကံမှတ်တမ်းအနေနဲ့ဒါအဲ့ဒီမှတ်တမ်းတွေကိုရယူခဲ့တာပါစိတ်ထဲမှာတော့အင်မတန်ဝမ်းနည်းချီးကွဲရပါတယ်လို့ဆီယမ်မကကြွကွဲစွာဆိုပါတယ်စစ်ကောင်စီရဲ့လေးချောင်းတိုက်ခိုက်ခံရပြီးနောက်တရွာလုံးထွက်ပြေးတိမ်ရှောင်နေရပါတယ်။လေးချောင်းတိုက်ခိုက်ခံရတဲ့စာတင်က ောင်းဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနရဲ့ကြားကာလပညာရေးစနစ်နဲ့ဒေသခံကျောင်းသားကျောင်းသူတွေကိုပညာသင်ကြားပေးနေတဲ့ကျောင်းဖြစ်တယ်လို့သိရပါတယ်။ဒီပဲရင်မြို့နယ်မှာပြီးခဲ့တဲ့2022ခုနှစ်စက်တင်ဘာလ16ရက်ကလည်းလက်ရက်ကုန်းကြီးရွာစာတင်ကျောင်းကိုစစ်တပ်ကလေးကျောင်းတိုက်ခိုက်ခဲ့ရာကျောင်းသားကျောင်းသူ6ဦးအပါအဝင်73ဦးသေဆုံးခဲ့က28ဦးဒဏ်ရာရရှိခဲ့သေးသည်။ နိုင်ငံတကာကကူညီနိုင်တဲ့သူတွေရောကျမတို့ကလေးတွေဘလောက်အထိတည်မှဘလောက်အထိဆုံးရှုံးမှအတန်ထွက်ပြီးပြောပြကြမှာလဲလို့ဆီယာမကမခံမရက်နိုင်စွာပြောလိုက်ပါတယ် ဆက်လက်ပြီးတောင်ပိုင်းတိုင်းစစ်ဒေသမှာစစ်တုံးပန်းမိသားစုဝင်2ဦးကိုမင်္ဂလာဆောင်ပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU တက်မဟာ6နေမြေအခြေစိုက်တဲ့တောင်ပိုင်းတိုင်းစစ်ဒေသအမှတ်3စစ်ဒေသကွဲစစ်တုံးပန်းထိန်သိရေးစခန်းမှာစစ်တုံးပန်းအမျိုးသားနဲ့အမျိုးသမီးတို့ကိုမေဆက်ရက်မှာမင်္ဂလာဆောင်ကျင်းပပေးခဲ့တယ်လို့စစ်ဒေသတာဝန်ရှိသူကပြောပါတယ်။ အသက်22နှစ်မောင်မျိုးဆွေနဲ့အသက်18နှစ်အရွယ်မပိုးဤဤဆိုတို့ကိုစခန်းမှာရှိသူတွေကစစ်တုံးပန်းအရာရှိတွေစီကထဲဝင်ငွေတွေပေါင်ပြီးမင်္ဂလာဧကံပွဲကျင်းပပေးခဲ့တယ်လို့ဆိုပါတယ်။နှစ်ဦးချစ်ကြိုက်ကြတာတော့တနင်္လာနေ့ပါရှိပါပြီ။တကယ်မြတ်တာများတဲ့ဆိုရင်တော့ကျွန်တော်တို့ကအကြာကြီးမတွေ့နဲ့မင်းတို့မိဘတွေကသဘောတူလားဆိုတော့သူတို့ကလည်းသဘောတူတော့စခန်းမှာရှိတဲ့တာဝန်ရှိသူတွေရဲ့ရှေးမောင်မှာစီးဆက်ကြောင်းလက်လက်မှတ်ထိုးပေးတယ်။မင်္ဂလာရက်တွေသတ်မှတ်ပြီးတော့မင်္ဂလာဆောင်ပေးခဲ့တာဖြစ်ပါတယ်လို့တောင်ပိုင်းတိုင်းစစ်ဒေသအမှတ်3စစ်ဒေသကွယ်စစ်တုံးပန်း န်ထိန်သိမ်းရေးစခန်းမှာထိန်သိမ်းရေးတာဝန်ခံစောနီလာက ပြောပါတယ်။မောင်မျိုးစွေမှာ စစ်ကောင်စီရဲ့ခမရ945ကတပ်သားဖြစ်ပြီးမတ်ပိုးအီအီဆိုကတော့ကော့ဘိန်းနယ်မြေရေးစခန်းမှာတာဝန်ကျခဲ့တဲ့ရဲတပ်ချက်ကြီးတအူးရဲ့တမီးဖြစ်ပြီးနှစ်ဦးစလုံးကို2024ဇန်နဝါရီလမှာစစ်တုံပန်းထိန်သိမ်းရေးစခန်းကိုတုံပန်းအဖြစ်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။သရူတာကခမရ945ကတက်ပြေးဖြစ်တယ်တက်ပြေးကိုမှပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေကဖမ်းမိပြီးတော့မှကျွန်တော်စီကိုပို့တာဖြစ်တယ် ီကလေးကလိန်မာတော့ကျွန်တော်ကအခုလုံကြုံရေးရေးပေါ်ဖြစ်နေခံထားတယ်လို့စောနီလာကဆိုပါတယ်။မင်္ဂလာအေခံပွဲမှာချက်မင်းနဲ့ချက်သားဟင်းတီးဆုံငပိတို့စရာတွေနဲ့ကျွေးမွေးပေးခဲ့တယ်လို့သိရပါတယ်။မင်္ဂလာအေခံပွဲမှာသတို့သမီးဖြစ်သူမတ်ပိုးအီအီဆိုရဲ့မိဘနှစ်ပါးရှိပေမဲ့သတို့သားဖြစ်သူမောင်မျိုးဆွေမှာတော့စစ်ကောင်စီတပ်ကထွက်ပြေးလာခြင်းကလေးကနေလက်ရှိအချိန်အထိမိဘတွေနဲ့အဆက်အသွယ်မရရှိတော့တာကြောင့်ကိုစောနီလာကပဲအုတ်ထင်းသူလုတ်ပေးခဲ့တယ်လို့သူကဆက်ပြောပါတယ်။ ကျမ၏သတင်းတင်ဆက်မှုကိုဒီမှာပဲရနာတွင်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်